ဒီနေ့ခီးစဉ်လေးကတော့ပကံကိုကျွန်တော်တို့ပေါ်လုံးသွားစီးမဲ့ခီးစဉ်လေးပဲဖြစ်ပါတယ်။ကျွန်တော်အိမ်ကနေပြီးတော့မနက်9:00နာရီခွဲဝင်ချင်းကျွန်တော်တို့အိမ်ကစတက်ပါတယ်။ပကံကိုတောက်လျှောက်ကျွန်တော်တို့သွားမှာဖြစ်ပါတယ်။ပကံမှာပေါ်လုံးစီးတဲ့ခီးစဉ်ကတော့အရန်ကိုကျွန်တော်တို့အရင်ခုံစိတ်လို့ကြားစီရကောင်းပါတယ်။ကျွန်တော်အတွက်တော့တိတ်အဆင်မပြေပါဘူး။ကျွန်တော်ကအမြင့်ကြောက်ပါတယ်။ပကံရောက်တဲ့အခါမှာကျွန်တော်အကြိုက်ဆုံးကတော့ မြန်မာသမီးကိုဘူဖေးစားရတာဖြစ်ပါတယ်ဘယ်ဟင်းစားလို့စားမှမသိပါဘူးရွေးချယ်ကြရရများနေပါတယ်ကျွန်တော်တဲတဲ့ဟိုတယ်ကတော့ဟိုတယ်တရပါကိဖြစ်ပါတယ်ဒီဟိုတယ်မှာကျွန်တော်တို့ဒါဘောလုံးစီးဖို့အတွက် package ဝယ်တဲ့အခါမှာတခါတဲ့ဟိုတယ်အခန်းကရောပါပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဘောလုံးစီးဖို့အတွက်ဆိုရင်နောက်နေ့မနက်အစောကြီးထားရမှာဖြစ်ပါတယ် မနက်၄နာရီလောက်ထားပြီးတော့ကျွန်တော်တို့ဘောလုံးစီးတဲ့နေရာကိုသွားဖို့အတွက်ကျွန်တော်တို့ဟိုတယ်မှာကားကိုဆောင်းရပါမယ်ကားလာကြိုမှာဖြစ်ပါတယ်ကျွန်တော်တို့ပဲတခြားဧည့်သည်တွေလည်းရှိပါတယ်ဘောလုံးစီးဖို့အတွက်ကျွန်တော်တို့ဒါကားလာကြိုမှာကိုခဏဆောင်းနေရပါတယ်ကားလာကြိုတဲ့ခါမှာကားပေါ်မှာပါလာတဲ့ဧည့်ကြိုကနေကျွန်တော်တို့နာမည်ရှင်းလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ဘောလုံးစီးတဲ့နေရာကိုဘောလုံးစီးတဲ့ queen ကိုခေါ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပဲတခြားဟိုတယ်တွေကိုလည်းသူတို့အနေနဲ့ဝင်ခေါ်ပြီးတော့ ျွန်တော်တို့အားလုံးစုပြီးတော့သွားရမှာပါမမထိတ်ရတော့အရန်ပျော်နေပါတယ်ကျွန်တော်တို့အပေါ်ရောက်ရင်တုံလှုပ်နေမှာပါကျွန်တော်ကအမြင့်ချောက်ပါတယ်ကျွန်တော်တို့ဒါဘောလုံးစီးမဲ့ကွင်းကိုရောက်ပြီဆိုတာနဲ့ဒါသက်ဆိုင်ရာ pilot တွေက safety briefing တွေကျွန်တော်တို့ပေးမှာပါဆောင်ရန်ရှောင်းရန်တွေကိုတို့ပြောကြမှာဖြစ်ပါတယ်။အလင်းအောင်လေးရလာပြီဆိုတာနဲ့ဘောလုံးလေးကိုကျွန်တော်တို့လီစအသွင်းမှာပါ။ဘောလုံးလေးကိုသွင်းတဲ့လီကတော့ propane gas လို့ခေါ်ပါတယ်။ propane gas ကကျွန်တော်တို့ဒါဒီ column ကြီးဒီဘောကိုပြန်တက်သွားဖို့အဓိကအသုံးပြုတဲ့ gas ဖြစ်ပါတယ်။ကျွန်တော်ဒီ fuel နဲ့ column ကြီးကအဆင်သင့်ဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီ column ပေါ်ကိုဝင်ရောက်နိုင်ဖို့အတွက်ကိုတက်ဆိုင်ရာ crew တွေကနေတစ်ဆင့်ကျွန်တော်တို့ကိုစီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဒါတော့ pilot က column ကို control လုပ်နေတာပါ။ အကဲမှာဘောလုံးစီးရတဲ့ကျွန်တော်တို့အတွေ့အကြုံကတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပါတယ်တကယ်ကိုပကံရောက်ရင်ဘောလုံးစီးဖို့အတွက်လည်းအကြံပြုချင်ပါတယ်ကျွန်တော်လေးလေးရောက်သွားရင်တကယ်ရင်သက်ရှုမပွဲပကံဖျားရင်းနဲ့ပကံမျိုးကြီးရဲ့ညင်ခွင်းကိုကျွန်တော်မြင်ရမှာပါ ျွန်တော်အပေါ်ရောက်တဲ့ခါမှာဘောလုံးကကျွန်တော်အရန်နေပါလေအာကျွန်တော်လည်းကြောက်မင်းလို့ထင်တာကြောက်တော့ကြောက်ပါရဲ့ဒါပေမဲ့လည်းအဲကိုတရားလည်းမဟုတ်ဘူးလေဒီမှာလူကြီးအများကြီးဆိုတော့အဆင်ပြေပါရဲ့ကျွန်တော်ပိုင်တော့ကကျွန်တော်နေလိုက်မြင်းလိုက်နေကျွန်တော်တို့ဒါအာ location မြေအကုန်လုံးကိုမြင်ရအောင်သူ့အနေနဲ့ဒါပြန်တန်းပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒါနေလဲအခုထွက်လာပါပြီ အပိုင်းလုံးကလည်းကျွန်တော်တို့တကယ်ကိုကျွန်တော်အရင်လည်းသဘောကောင်းနေအတူတူချာလေးလည်းကျွန်တော်တို့ဟိုဘောလုံးကိုကွန်ထရိုးလုပ်ပြရလေတကယ်ပရော်ဖက်ရှင်နယ်ကြကြကျွမ်းကျင်ပိုင်နိုင်စွာကျွန်တော်တို့မောင်းနေနိုင်တာကိုလည်းတွေ့ရပါတယ် safety အတွက်လည်းဘာမှပူစရာမလိုပါဘူးဒါပဲကျွန်တော်တို့ပကံမျိုးရဲ့ဒါရှုခင်းအလားတူနေကျွန်တော်တဘာဝတလားရေကျွန်တော်မြင်နေရတာဖြစ်ပါတယ် ဗျံဖျားရင်းနဲ့ဒီပကံရဲ့အကောင်းကျင်ပေါ်ကရှုခင်းတွေကိုကျွန်တော်တို့ဘောလုံးစီးပြီးကျွန်တော်မြင်ရတဲ့အတွေ့အကြုံကတော့တကယ်ကိုဘာနဲ့မှကျွန်တော်တို့လဲလို့မရနိုင်ရဲ့ဒါရှုခင်းတွေမြင်ခွင်းတွေဖြစ်ပါတယ်အရန်အရန်လည်းလှပါတယ်ဒါလေးကတော့ကြော်ညာဝင်တာပါဒီကငါမင်းတော့ကျွန်တော်တို့ဒါဒီရဲမှာနေရပါတယ် ပြီးတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒါမြေပြင်ပေါ်ကိုပြန်လဲရှင်းတတ်မှာဖြစ်ပါတယ်။မြေပြင်ကိုပြန်လဲရှင်းတတ်တဲ့အခါမှာရောကျွန်တော်အောက်က crew တွေကနေပြီးတော့ကျွန်တော်တို့ဘောလုံးကိုအဲကျိုးနဲ့ကျွန်တော်တို့ဒါတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အောက်ကိုဆွဲချပြီးတော့ဘောလုံးကြီးတွေကလေကိုကျွန်တော်ပြန်ထုတ်ပြီးတော့ landing လုပ်တာဖြစ်ပါတယ်။ဒါကျွန်တော်တို့ဒါ propane gas တွေကနေပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းကျွန်တော်တို့ရော့နေလာပြီးတော့ဘောလုံးကြီးကကျွန်တော်တို့ဖြည်းဖြည်းနဲ့လေဒီကုံသွားမှာဖြစ်ပါတယ်။ ကမ္ဘာအမွေနှင့် UNESCO စီရင်ဝင်ပကံမြို့မှာဘောလုံးစီချင်တယ်ဆိုရင်တော့ဘောလုံး over ပကံဆိုတဲ့ page လေးမှာတာရောက်ပြီးတော့ package လေးဝယ်လို့ရပါတယ်။ကျွန်တော်နှစ်ယောက်စီခဲ့တဲ့ package လေးကတော့တယောက်ကို USD ဒေါ်လာ380ဝန်းကျင်ကျတင်တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိဒူဒူလိုက်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ အားလုံးလည်းကျန်းမာပျော်ရွှင်ပြီးတော့ခီးတွေအများကြီးတွားနိုင်ပါစေ။နောက်ထပ်ဗီဒီယိုတွေဆက်လက်တင်ဆက်ပေးပါဦးမယ်။ကျေးဇူးပါ။